ခင်ဥစ္စာမူမှာကဂျပန်စာမှာ level တစ်ခုရှိလို့နဲ့ဂျပန်စကားပြောဖို့ရှက်နေတယ်ကြောက်နေတယ်ပြောမထွက်တဲ့သူတွေအတွက်ဂျပန်စကားပြောဖို့အဓိကလေ့ကျင့်သင်ကြားပေးမယ်ဂျပန်စကားပြောသင်တန်းကြောင်းဖြစ်ပါတယ်ခင်ဥစ္စာမြန်မာမှာသင်တန်းမရောက်မယ်ဆိုရင်တော့ online class offline class ဆိုပြီးတော့ရွေးချယ်တက်ရပါတယ် online class ကိုတော့ zoom application နဲ့သင်ကြားပေးနေပြီးတော့ offline class ကိုတော့တန်းတန်းခိုင်ရှူရလမ်းမှာဖွင့်ပြထားလို့ရှိပါတယ်ရှင်အတန်းတွေကတော့ m5 m4 N4 Plus 5 Package Plus နဲ့ Entry Level ဆိုပြီးတော့ဖွင့်လှစ်ထားပြီးတော့မိမိနဲ့ kait နေတဲ့ Level ကိုရွေးချယ်တက်ရောက်နိုင်ပါတယ်။မိမိနဲ့ kait နေတဲ့ Level ကိုရွေးချယ်ရခက်နေတဲ့သူတွေအတွက်လည်း Pitch Messenger မှာဖြစ်ဖြစ်အပြင်တန်းမှာဖြစ်ဖြစ်ခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါလိမ့်ရှင်။ဒါအပြင်စင်ဆက်မပြတ်လေးလားကီလိုရှာမြန်မာဆိုရဲအစီအစဉ်လေးလေးရှိတာမို့အတန်းတက်ရုံနဲ့တငယ်ချင်းတွေနဲ့အတူရာသပံဂျပန်စကားပြောလေ့ကျင့်နိုင်မှာဖြစ်ပါလိမ့် အဲဝါတရှိရဟိုအရင်ဆုံးခါယွားနဲ့ပတ်သက်ပြီးတော့ဗောနော်အဲဖေမာတက်မဲဆိုပြီးတော့အမျိုးစုံစမ်းလိုက်တဲ့ခါမှာဒီခီနိုရှတာကိုလောကအဆူဆူမဲ့ပေးရဲဟိုလူကများတော့ဗောဩတက်ကြည့်လိုက်အောင်မဲ့ဗောနော်အစဉ်ပြေလားမဖြစ်လားတော့မတီသေးဘူးကအဲ့နဲ့တက်ကြည့်လိုက်တဲ့ချိန်မှာအရင်တော့လုံးဝမပြောနိုင်တာတဖြည်းဖြည်းနဲ့စကားပြောလိုက်နေပြောနိုင်လာတယ်ဗောနော်ပွားချက်ချက်ကတော့တော်တော်များပါတယ်အရင်တော့လုံးဝမပြောနိုင်ရင်ကိုပြောနိုင်လာအများကြီးတော့ဒုတက်ပါအဲကိုကိုယုံကြည်မှုရှိရဲ့ဟုတ်ခံစားရတယ် ဟိုအင်းအားဆိုနည်းနည်းဆိုစကားမပြောရရဘူးလို့ကြောက်တာရောရှက်တာရောပေါ့အရင်တော့ဖြစ်တယ်ဗျအခုဒီဒီမှာတက်ပြီးတော့ပေါ့အဲ့လိုမျိုးဒီအပတ်တိုင်းလှုပ်တဲ့အပတ်တိုင်းလှုပ်တဲ့ဒီ role role play တွေနဲ့ဒီ activity တွေနဲ့ခုခုပို့ပြီးတော့အရင်ထက်ယုံကြည်မှု ရှိလာပြီစကားပြောတာပြီးတော့ဒီ song scale တွေလည်းတော်သွားတယ်လို့ထင်ပါတယ်ဟုတ်အာအရင်တော့အရင်တော့အနေနဲ့ပေါ့နော်အာတော်တော်လေးတော့ဘွယ်ဟိုကြွားချပါရပေါ့နော်အာ အရင်တော့ဆိုလို့ရှိရင်တခုပြောဖို့ဆိုရင်သူများစကားပြောဖို့ဆိုရင်မရဲဘူးကြောက်တယ်အဲ့လိုမျိုးပြောရှက်တာလည်းရှိရယ်အဲ့လိုစကားမထွက်တာလည်းရှိရယ်မြန်မာလိုပြောရမှာတော့မအဲ့လိုမျိုးချင်းနေရှိရယ်ပေါ့နော်ဘယ်လိုကျွန်တော်လိုစကားပြောမှာလည်းအဲ့လိုမျိုးခက်ခဲရှိရယ်ပေါ့နော်အဲ့ဒီဂျိုမလာမလာဂျိုမလာကမှလည်းဟာဒီဟိုစကားပြောခိုင်းဝါတောင်းတက်ဖို့ရတဲ့ကြောက်ခဲ့တယ်ဟာစမ်းစစ်တွေကဘယ်လိုများဖြစ်မလဲအဲ့လိုမျိုး ။အဲ့တော့အဲ့အရှိအရှိထွက်ကိုင်းဘလူးမန်းဖြစ်မလို့ဆိုရေးချက်ခဲ့ပါ။ဒါပေမဲ့တကယ်ကြတော့အလိုမဟုတ်ဘူးနော်။ဒီရောက်တော့အလိုပေါ်ပါပဲဖြစ်တဲ့ဖြစ်ဖြစ်တယ်ပေါ့။အခုဆိုကြအများကြီးပို့ကိုဟိုရုံချက်လည်းရှိလာတယ်။ပြီးတော့အများကြီးလည်းပြောလာနေတယ်လို့ပို့ကိုမြင်နေတယ်နော်။ဟုတ်ကဲ့။ဟဲ့